စက်တဘာလ23နဲ့24 2025ခုနှစ်မှာခြေဆောင်ချင်းဖြစ်မယ်လို့ဟောကိန်းထုတ်ခဲ့တဲ့ဂျောရှွာနဲ့အဖွဲ့သားများဟာစက်တဘာလ23ညမှာဇွန်မှာတွေ့ဆုံကြပြီးခြေဆောင်ချင်းကိုအခုလိုစောင့်နေခဲ့ကြတယ်။ We are still on the 23rd yes. on the 23rd yes. and the 24th the rapture yeah. of the church will take place. ဂျောရှွာက စက်တင်ဘာလ23နဲ့24ရက်နေ့မှာအတင်းတော်ချီဆောင်ချင်းခံရမယ်လို့သူ့အဖွဲ့သားများကိုထပ်လောင်းပြောအတီးပြုပြောဆိုပါတယ်။ဒါပေမဲ့စက်တင်ဘာလ23ရက်နေ့ညတကောင်ရံအချိန်အထိသူတို့ဟာချီဆောင်ချင်းမခံရသေးဘူး။သူတို့အဖွဲ့သားများထဲကမိုက်ကယ်ဆိုတဲ့သူက Your brother does. I'm glad you brought that up because it is officially 12:04 in the morning in in Jerusalem on the 24th. Jerusalem. Mm အခအချနဟာဂျေရရလငမြစတောချနအရဆရငနာနက -hmm. So it's officially the 24th in Jerusalem. So, where, what are your thoughts? Because I know that when we've discussed this prior, you were pretty convinced that we wouldn't be at this place yet. So, what are you thinking right now? ချေဆောင်ချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြတော့အခုအချိန်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ရှိမှမဟုတ်တော့ဘူးလို့သင်ကအကျွမ်းမဲ့ယုံကြည်နေခဲ့တယ်။အခုအချိန်ထိကျွန်တော်တို့ဒီမှာပဲရှိနေကြသေးတယ်ဆိုတော့အခုသင်ဘာတွေစဉ်းစားနေတယ်လဲဆိုပြီးတော့ဂျော့ရှွာကိုမေးလိုက်ပါတယ်။ Lord always uh, or looks at Israel when he does things, but mm. I'm still at the 23rd, so I have about 54 minutes now, you know. So I'm still on the 23rd, so I, I don't have much thought because I'm waiting to be raptured. Joshua ga payadakenga amuro miyaku lao sonde eka. Israel go asen chishu tadere. ဂျောရှွာကသူ့နိုင်ငံစံတော်ချိန်အရဆိုရင်စက်တင်ဘာလ23ရက်နေ့မှာပဲသူရှိနေသေးတယ်တဲ့24ရက်နေ့ကို ကိုးဖို့54မိနစ်လိုသေးတယ်ဒါကြောင့်အခုငါဟာ23ရက်နေ့ထဲမှာပဲရှိနေပါသေးတယ်ဒါကြောင့်ငါမှာဘာမှ ထွေထွေထူးထူးစဉ်းစားစရာမရှိဘူးငါချေဆောင်ချင်းခံရဖို့စောင့်နေတယ်တဲ့ Michael ကအမ် I didn't mention that earlier because I, you seemed very confident that you know, we would be gone on the 23rd. So we still have time. We're in that window mm -hmm. where the whole world is on the 23rd and the 24th. Mm -hmm. Now, that said, I mean, obviously, there's going to be a lot of folks who are um, uh, feeling not so good right now. Um, what would you say to them? ချေဆောင်မဲ့အချိန်ဟာစက်တင်ဘာလ23နဲ့24အတွင်းမှာဖြစ်မယ်ဆိုတော့ <laughs> အချိန်ရှိပါသေးတယ်ဒါပေမဲ့စက်တင်ဘာလ23ရက်နေ့မှာကျွန်တော်တို့အားလုံးဟာ ခြေဆောင်ချင်းခံရမယ်လို့တင်အရန်ယုံကြည်စိတ်ချနေတဲ့အတွက်အခုကျွန်တော်ပြောမယ့်အရာကိုမပြောဘဲနေခဲ့တာတကယ်တော့အခုလူအတော်များများဟာစိတ်မကောင်းဖြစ်နေကြတယ်စိတ်ပူပန်ခြင်းစိုးရင်ခြင်းကြောက်ရွံ့ခြင်းတွေဖြစ်နေကြတယ်အဲ့ဒါတော့သူတို့ကိုဘာပြောချင်တယ်လဲလို့ဂျော့ရှွာကိုမေးလိုက်ပါတယ် Okay, Mike. Uh, not feeling not so good. Like worried, distressed, anxious, afraid. Based on what? Based on the amount of hours left until we are off. Well, because I think we were all looking at Israel, right? And now Israel's on the twenty fourth, and so I think people are now maybe some people might be losing hope. Joshua ga lechan nai ကောင်းပြီကျွန်တော်အားလုံးဣသရေလကို အာယုံပြု ကြည့်ရှုနေခဲ့ကြတာမဟုတ်လားအခုဣသရေလမှာစက်တမ်ဘာလ24ရက်နေ့ရောက်နေပြီဒါကြောင့်လူတချို့ဟာမျှော်လင့်ချက်တွေဆုံးရှုံးနေကြပြီလို့ကျွန်တော်ထင်တယ်တဲ့ Yeah, I love how you said God, you know, God spoke to Moses face to face and he spoke to you face to face. That's amazing, brother. It's like Joshua ye apwet ta te yauk ga Joshua ha မောရှေလိုပဲဖယားသခင်နဲ့မျက်နှာချင်းဆိုင်စကားပြောတဲ့သူဖယားသခင်စီကတိုက်ရိုက်ဖော်ပြချက်ကိုရရှိတဲ့သူ ဖြစ်လို့ယောရှုကိုကျွန်တော်ယုံတယ်လို့ပြောလိုက်ပါတယ်။မိုက်ကယ်ကတော့စက်တင်ဘာလ23ရက်လွန်သွားပြီး24ရက်နေ့ကိုရောက်နေပြီဖြစ်လို့ဂတိကောင်ဖြစ်နေတဲ့ပုံပေါ်နေပါတယ်။ The way the Holy Spirit has moved to confirm the truth of this message of this date now Yeah. There never will be a movement again like this no. ever. You never. know, and this is not this is not me drawing attention to us, but mm. this is me saying this is final with the Lord. This is like final, you know. This is final. So there never will be because the rapture is for now and not any other time. I tell you. Joshua 23နဲ့24ရက်နေ့ကိုပဲဆက်လက်ပြီးအတီးပြုနေတယ်။အဲ့ဒီရက်စွဲကလွဲရင် အခြားရက်စွဲကိုဘတော်မှထပ်ပေးမှာမဟုတ်ဘူးတဲ့။ဒီရက်စွဲဟာငါကိုယ်တိုင်ချမှတ်ထားတာမဟုတ်ဘူး။သခင်ဖျားချမှတ်ထားတဲ့ရက်စွဲဖြစ်တယ်။ခြေဆောင်ချင်းဟာယခုအတွက်ဖြစ်တယ်။အခြားအချိန်ဖြစ်မှာမဟုတ်ဘူး။အချားရဲ့ဆွဲကိုဘယ်တော့မှ ထပ်ပေးမှာမဟုတ်ဘူးတဲ့ဒါကနောက်ဆုံးပဲ ူပြောထားတဲ့ရက်စွဲဟာနောက်ဆုံးပဲအတီဖြစ်တယ်တဲ့24ရက်နေ့လွန်သွားတဲ့အခါမှာဂျောရှွာဟိုကိန်းထုတ်ထားတဲ့အတိုင်းချီဆောင်ခြင်း ဖြစ်မလာဘူးမိုက်ကယ်ကစက်တင်ဘာလ25ရက်နေ့မှာသူမှားခဲ့တဲ့အကြောင်းတောင်းပန်တဲ့ဗီဒီယိုတစ်ခုကိုအခုလိုလှုပ်ခဲ့ပါတယ် Hey guys So there are two reasons why I have waited this long before making this video The first is that I needed to take some time to collect myself. This has been probably one of the worst periods in my entire life over the last 48 hours, as you can imagine. tega dere. Joshua, atan ati ခြေဆောင်ခြေကိုစောင့်နေခဲ့တဲ့ဂုံလွန်ခဲ့တဲ့58နာရီဟာကျွန်တော်ဘဝမှာအဆိုးဆုံးအချိန်တွေတည်းကတစ်ခုဖြစ်တယ်တဲ့ဂျောရှွာဟောခဲ့တဲ့အတိုင်းခြေဆောင်ခြင်းရောက်လာမလားဆိုပြီးတော့နောက်ဆုံးမိနစ်အထိကျွန်တော်စောင့်ခဲ့ရပါတယ်တဲ့ Make no mistake, it is now the evening hours of the 25th. And as you can imagine, we're all still here. So, the timeline has passed. အခုတော့စက်တမ်ဘာလ25ရက်နေ့ညနေပိုင်းကိုရောက်နေပါပြီ။တင်တို့မြင်တဲ့အတိုင်းပဲကျွန်တော်တို့အားလုံးဒီမှာရှေ့နေတုန်းပဲ။ I was wrong. I was wrong and I repent of my involvement in this ကျွန်တော်မှားပါတယ်ဒီအဖွဲ့အထဲမှာကျွန်တော်ပါဝင် ပတ်သက်ခဲ့လို့နောင်တရတယ်အဲ့လိုရက်စွဲကိုခတ်မှန်းတဲ့အဖွဲ့တွေထဲမှာ ကျွန်တော်ပါဝင်မှာမဟုတ်တော့ဘူးလို့ပြောသွားပါတယ်ကျောရှောရဲ့ဟောကိန်းကိုယုံတဲ့သူတွေထဲမှာမိမိတို့အုပ်စာတွေကိုရောင်းတဲ့သူကားကိုရောင်းတဲ့သူနဲ့အလောက်ကနေထွက်တဲ့သူတွေလည်းရှိတဲ့အကြောင်းကျွန်တော်တို့သိရပါတယ် ဂျောရှွာရဲ့ဟောကိန်းကိုယုံတဲ့သူတွေတဲကမိမိတို့မှားသွားတဲ့အကြောင်းကိုဝန်ခံပြော့ယုံကြည်သူညီအကိုမောင်နှမတို့ကိုတောင်းပန်တဲ့သူတချို့ရှိသလိုဂျောရှွာရဲ့ဟောကိန်းဟာဂျူလီယန်ကယ်လန်ဒါအရမမှားပါဘူးစက်တင်ဘာလ23နဲ့24ရက်နေ့ဟာအခုလက်ရှိကမ္ဘာမှာအများသုံးနေတဲ့ပြက်ကဒိန်ဖြစ်တဲ့ Gregorian ပြက်ကဒိန်အရဖြစ်တယ် ဂျူလီယံပြက်ကတင် အရာဆိုရင်အောက်တိုဘာလ9ရက်နေ့ရှိရဖြစ်တယ်။ဒါကြောင့်ဂျောရှွာရဲ့ဟော့ကိန်းဟာမမှားဘူးလို့ပြောတဲ့သူတွေလည်းရှိလာပါတယ်။ဂျောရှွာဟာစက်တင်ဘာလ26ရက်နေ့မှာခြေဆောင်ခြင်းနေ့ရက်အသစ်နဲ့ပြန်ပြော့ပေါ်လာပါတယ်။အရင်က သူ့ကိုအင်တာဗျူးလုပ်ခဲ့တဲ့အမျိုးသမီး2ယောက်ကဗီဒီယိုအသစ်ကို တင်ထားပါတယ်။ဂျောရှွာကဘာတွေပြောသွားသလဲဆိုတာကိုကြည့်ရအောင်။ Are you Um, remorseful for the the pain and the heartache. God is blowing His own trumpet to the world, announcing His coming. I'm so confused. Say <laughs> so, yeah. Interview loaded to Amyutamiga. ဂျိုရှွာရဲ့ဟော့ကင်းအတိုင်းခြေဆောင်ခြင်းဖြစ်မလာတဲ့အတွက်ဂျိုရှွာအနေနဲ့ဝမ်းနည်းမှုစိတ်နှလုံးနာကျင်မှုကိုခံစားရတဲ့အတွက်နောင်တရတာမျိုးရှိသလားလို့ဂျိုရှွာကို မေးလိုက်ပါတယ်ဂျိုရှွာကဖယားတခင်ဟာမိမိပြန်ကြွလာမဲ့အကြောင်းကိုကဘာသူကဘာသားများကိုသိစေဖို့မိမိရဲ့တဘိုးတော်ကိုမှုတ်တော်မူခြင်းဖြစ်တယ်လို့ပြန်ပြေလိုက်ပါတယ်အင်တာဗျူးလုပ်တဲ့သူက ကျမအရန်စိတ်ရှုပ်ထွေးသွားပြီလို့ပြောလိုက်ပါတယ် He says in 2025, in September of the 23rd and the 24th, I will come to take my church. Joshua ga ဖယားတခင်က2025ခုနှစ်စက်တင်ဘာလ23နဲ့24ရက်နေ့မှာငါအသင်းတော်ကိုခြိဆောင်ဖို့ငါကြွလာမယ်လို့မိန့်တော်မူတယ်တဲ့ အဲ့ဒီစက်တင်ဘာလ23နဲ့24ရက်နေ့ဟာလွန်သွားပါပြီဒါပေမဲ့အဲ့ဒီရက်ကိုပဲသူကပြန်ပြတော့အတီဖြစ်တဲ့အကြောင်းကိုထပ်ပြတော့ပြောနေပါတယ်အင်တာဗျူးလုပ်တဲ့သူကဒါဆိုရင်ဖယားသခင်ကြွလာသလားလို့မေးလိုက်ပါတယ် Did he come? Did he come? Yes. I will tell you. So in 2018 I received this visitation from him, right? Mm -hmm. and let me tell you this joshua ကကြွလာသလားဆိုတော့ကျွန်တော်ပြောပြမယ်ပြန်ကြွလာမဲ့အကြောင်း du ပယုံကို2018ခုနှစ်တုန်းကဖယားသခင်စီကကျွန်တော်ရခဲ့ပါတယ် the last two days of the 23rd and the 24th mm -hmm. i did a live right mosbizalo mm -hmm. on the 23rd and the people were watching okay people were watching a lot of things transpired there but the rapture did not happen ကုန်ခဲ့တဲ့နှစ်ရက်စက်တင်ဘာလ23နဲ့24ညမှာ live လွှင့်ခဲ့ပါတယ်လူတွေကစောင့်ကြည့်နေကြပါတယ်အဲ့ဒီမှာဖြစ်ပျက်သွားတဲ့အရာတွေရှိပေမဲ့ခြေဆောင်ချင်းတော့ဖြစ်မလာဘူးတဲ့ we all here Yep. but where my words true ကျွန်တော်စကားမှန်သလားကျွန်တော်ဟောကိန်းမှန်သလား ask this way ah my words true <laughs> you know let me tell you okay let me hold it for now for 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 next time let me say this i am a billion percent sure that the rapture is going to happen on the 23rd and the 24th of September 2025 September လာ23နဲ့24ရက်နေ့2025မှာခြေဆောင်ချင်းဖြစ်လာမဲ့အကြောင်း billion ရခိုင်နှုန်းသေချာတဲ့အကြောင်းကျွန်တော်ပြောရဲတဲ့ I'm so confused. Say yeah. interview လုပ်တဲ့သူအမျိုးသမီးတယောက်ကကျွန်မအရန်စိတ်ရှုပ်ထွေးသွားပြီတဲ့ so okay just yeah. just, just, just okay. just hold on a bit mm -hmm. Mm -hmm. let me present this mm -hmm. okay so now we passed the 23 mm -hmm. yeah yeah <laughs> i just feel like quoting this scripture uh, first corinthians i think it's chapter 12 maybe verse 14 the bible says we know in part then after we know in full mm-hmm. okay that is the manner or the nature of prophecy joshua ga aku 23 yan ni ko jaw twa ba bi တကောအခိုင်း73အငယ်6ကနေပရော30ကို6ကချင်ပါတယ်ဆိုပြော့အဲ့ဒီစမ်းချက်မှာဘယ်လိုပြောထားသလဲဆိုရင် ယခုမူကားငါတို့သည်မစုံမလင်တိတတ်ကြ၏ပရောဖက်ညာနှင့်မစုံမလင်ဟောတတ်ကြ၏စုံလင်ချင်းတို့ရောက်သောအခါမူကားမစုံလင်သမျှတို့သည် ကွယ်ပြောက်ကြလိမ့်မည်သူကိုးကားတဲ့ကြံ့ချက်ကိုသူပြောတဲ့အတိုင်းတက်ရိုက်ဘာသာပြန်မယ်ဆိုရင်မစုံမလင်တိကြပြီးနောက်စုံလင်စွာတိလာကြတယ်ဒါဟာပရောဖက်ပြုချက်ရဲ့သဘောတဘာဝဖြစ်တယ်တဲ့ ဂျော့ရှွာဆက်လက်ပြောပြောတော့တာကတော့စက်တင်ဘာလ24ရက်နေ့နောက်ပိုင်းကျွန်တော်မအိတ်မီဖယားသခင်ကိုအခုလိုမေးတယ်တဲ့ကိုရောဘလို့ဖြစ်တာလဲကိုရောပြောပြထားတဲ့နှစ်ရက်ကတော့လွန်သွားပြီခြေဆောင်ချင်းဖြစ်မလာဘူးလို့ဖယားသခင်ကိုကျွန်တော် မေးမြန်းတယ်ဒါပေမဲ့ဖယားသခင်စီကဘာမှအပြေမရဘူးဖယားသခင်ဟာတိတ်ဆိတ်နေတယ်လို့ဖြစ်နေတယ်တဲ့ကျွန်တော်အိတ်ပျော်သွားပါတယ်တဲ့ မနဲ့စောစောကျွန်တော်နိုးတယ်ဖယားခင်ကအခုလိုအဖြေပေးလိုက်တယ်တဲ့ယခုမှရက်အတန်ကြာရင်အသင်းတော်ကိုခြေဆောင်ဖို့ငါကြွလာမယ်လို့ကျွန်တော်ကိုအဖြေပေးလိုက်တယ်တဲ့တိကျတဲ့နေ့ရက်ကိုထပ်ပြီးဖယားခင်ကို မေးမြန်းပေမဲ့အဖြေမရဘူးတဲ့လူတယောက်ကသူ့ကိုအခုလို ဖုန်းဆက်ပြီးအကြောင်းကြားတယ်တဲ့ brother joshua ဘာပဲဖြစ်ဖြစ် brother joshua ဘက်မှာကျွန်တော်ရှိနေတယ် ဗီဒီယိုတစ်ခုကိုကျွန်တော်ပို့ထားတယ်။ဖယားတခင်က Brother Joshua ကိုနေ့ရက်အချိန်ကို ပေးထားပါတယ်။ Julian ပြက်ကရင်ကိုကြည့်ရမှာဖြစ်တယ်လို့ဖယားတခင်စီကကျွန်တော်အဖြေရတယ်ဆိုပြီးတော့ကျွန်တော်စီကိုဗီဒီယိုပို့လိုက်တဲ့သူက Julian Calendar မှာတပိုးမောက်ပွဲနေ့ဟာဘယ်နေ့လဲဆိုတာကို သူကြည့်တဲ့အခါမှာ September 23နဲ့24ရက်နေ့2025ဖြစ်နေတယ်တဲ့ Julian Calendar ဂျူလီယန်ပြက်ကတိန်ပေါ့ဗျာအခုလက်ရှိကဘာမှာအများဆုံးအသုံးပြုနေတဲ့ဂရီဂိုရီယန်ပြက်ကတိန်ထက်73ရက်နောက်ကျတယ်တဲ့ဂျူလီယန်ပြက်ကတိန်အရတဘိုးမှုတ်ပွဲနေ့ဟာစက်တင်ဘာလ23နဲ့24ရက်နေ့ဖြစ်တယ်ဂရီဂိုရီယန်ပြက်ကတိန်မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်73ရက်နေ့ကိုပေါင်းရမယ်တဲ့စက်တင်ဘာလ23နဲ့24ရက်နေ့မှာ73ရက်ကိုပေါင်းလိုက်ရင် အောက်တိုဘာလ9ရက်နဲ့10ရက်ဖြစ်မယ်လို့ဆိုပါတယ်။မစုံမလင်တိကျပြီးနောက်စုံလင်စွာတိလာကြတယ်လို့စောစောကပြောခဲ့တဲ့အတိုင်းအခုတော့ဂျူလီယန်ပြက်ကတိန်ကို ကြည့်ဖို့ဗီဒီယိုကိုပို့တဲ့ညီအကိုအားဖြင့်မစုံမလင်တိတဲ့အရာကိုစုံလင်စွာတိရပြီတဲ့။အဲ့ဒီတော့ဂျောရှွာကစက်တင်ဘာလ23နဲ့24ရက်နေ့မှာခြေဆောင်ခြင်းဖြစ်မလာတာဟာဂရီဂိုရီယန် ပြက်ကတိန်ကို ကြည့်ရမှာမဟုတ်ပဲဂျူလီယန်ပြက်ကတိန်ကိုကြည့်ရမှာဖြစ်တဲ့အကြောင်းသူ့စီကိုဗီဒီယိုပို့လိုက်တဲ့သူရဲ့အတီးပြုတ်ချက်ကို အတီးယူပြော့ခြေဆောင်ချင်းဟာအောက်တိုဘာလ9ရက်နဲ့10ရက်နေ့မှာ ဖြစ်မယ်ဆိုပြော့ခြေဆောင်မဲ့နေ့ရက်အသစ်နဲ့ထပ်ပြော့ဂျော့ရှွာဟာပေါ်လာတာဖြစ်တယ်။ယုံကြည်သူညီအကိုမော်နမတို့ရောဂျော့ရှွာပြောတဲ့ခြေဆောင်မဲ့နေ့ရက်အသစ်ကိုယုံသလား ျွန်တော်ကတော့လုံးဝမယုံပါဘူး။ဘာကြောင့်လဲဆိုရင်တမန်ကျမ်းစာမှာသခင်ယေရှုကအခုလိုကျွန်တော်တို့ကိုပြောပြထားပြီးသားဖြစ်တယ်။မဿဲအခိုင်း24အခန်းငယ်36မှာသခင်ယေရှုကမိမိကြွလာခြင်းနဲ့ပတ်သက်ပြီးတော့အခုလိုကျွန်တော်တို့ကိုပြောပြထားပါတယ်။ထိုအချိန်နာရီကိုကအဘယ်သူမျှမသိကောင်းကင်တမန်မသိငါခမဲတော်တပါတီးတာတိတော်မူ၏။တေခြင်းကနေယေရှုထမြောက်တော်မူပြီးနောက် ိုပြန်ကြွလာမဲ့အချိန်ကိုတပည့်တော်တို့ကထပ်ပြော့မေးမြန်းကြတဲ့အခါမှာသခင်ယေရှုကအခုလိုပြန်ပြော့ဖြေကြတော်မူပါတယ်။ခမဲတော်၏တကောအဖျင်စီရင်တော်မူသောအချိန်ကာလကိုတည်ရသောအခွင့်သည်တင်တို့၌မရှိ။အဲ့ဒါတော့ချေဆောင်ခြင်းဒါမှမဟုတ်သခင်ယေရှုပြန်ကြွလာမဲ့နေ့ရက်ကိုဟောကိန်းထုတ်တဲ့သူနောက်ထပ်ပေါ်လာခဲ့ရင်လဲမယုံပါနဲ့။ ခမဲရောဤတကိုးတော်အားဖြင့်စည်ရင်တော်မူသော အချိန်ကာလကိုတည်ရသောအခွင့်သည်တင်တို့၌မရှိလို့တခင်ယေရှုကအတိအလင်းမိန်တော်မူထားပြီးသားဖြစ်ပါတယ်။တခင်ယေရှုပြန်ကြွလာတော်မူမဲ့နေ့ရက်နဲ့ပတ်သက်ပြီးတခင်ယေရှုရဲ့မိန်မာတော်မူချက်ကတော့မဿဲအခိုင်း24အငယ်52မှာတင်တို့အရှင်သည်အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုတင်တို့မသိသောကြောင့်စောင့်နေကြလော့ မာသဲအခိုင်း24အငယ်54မှာလဲသခင်ယေရှုက ထို့ကြောင့်တင်တို့သည်ပြင်ဆင်လျက်နေကြလော့အကြောင်းမူကားတင်တို့ မထင်မှတ်သော အချိန်နာရီ၌လူသားသည်မိမိကိုဆိုလိုတာဖြစ်တယ်ကြွလာလိမ့်မည်လို့သခင်ယေရှုမိန့်တော်မူပါတယ်ခမဲတော်တတ်မှတ်ထားတဲ့နေ့ရက်အချိန်နာရီရောက်လာတဲ့အခါသခင်ယေရှုဟာသူ့ကိုယုံကြည်သူတို့အတွက်ပြန်ကြွလာတော်မူမှာဖြစ်တယ် တုတ်ကိုမယုံကြည်ခြင်းတဲ့သူတွေကတော့မိဒန်ကြီးကာလမှာဖရာသခင်အမျက်တော်ကိုယဉ်ဆိုင်ဖို့ဒီလောကမှာကြံရစ်ခဲ့ကြမှာဖြစ်တယ်။ဘုံအသေးနဲ့ပြန်ကြွလာတော်မူမဲ့ယေရှုခရစ်တော်ကိုတင့်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပြီးပြီလား။ယုံကြည်လက်ခံခြင်းမရှိသေးရင်အချိန်မနှောင်းခင်အခုယုံကြည်လက်ခံပါလို့မေတ္တာနဲ့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ဖယားခင်ပြည့်ညတ်တော်တွေကိုချိုးဖောက်ပြော့ သင်ကျိုးလွန်ထားတဲ့အပြစ်တွေကြောင့်ငရဲသွားမဲ့သူ အဖြစ်ကနေသင်ကိုရွေးနှောက်ကယ်တင်နိုင်သောသူဟာလူစားတရားဖြင့်ကြွလာတော်မူပြီးကျွန်တော်မလိုက်လျှောက်နိုင်တဲ့ပြည့်ညတ်တော်အလုံးကိုလိုက်လျှောက်တော်မူပြော့အပြစ်တဆက်မှမရှိသောဖယားသခင်သားတော်ယေရှုခရစ်တော်တပါတီတာဖြစ်တော်မူပါれအပြစ်နဲ့ကင်းစင်တော်မူသောယေရှုဟာ သင်ကိုယ်တိုင်မဆက်နိုင်တဲ့သင်ရဲ့အပြစ်ချွေးအလုံးကိုဆက်ပေးဖို့လဝကတိုင်မှာအသေးခံပြီးသူ့ကိုယုံကြည်တော်သူတို့ရဲ့နောင်ဘဝအာမခံချက်ကိုအပြစ်အဝပေးဖို့ရန်တေကျင်းကနေထမြောက်တော်မူသောတပါတီတော်ကယ်တင်ရှင်ဖြစ်တော်မူပါတယ်။ဖယားခင်ပြည့်ညတ်တော်ကိုချိုးဖောက်ပြီးသင်လုံနေကြအပြစ်တွေကိုဆက်လုံမဲ့အစား တင်လိုက်နေတဲ့လမ်းမားတွေကိုဆက်ပြီးလိုက်နေမဲ့အစားယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်အိုနာသေးချင်းကင်းတော်ကောင်းဝင်နိုင်ငံတော်မှာအစင်ထာရဘုန်းတော်ဝင်စားရတဲ့အခွင့်ကိုအခုပေးတော်မူမှာဖြစ်တယ်။ယုံကြည်ပြီးတော်သူဖြစ်ရင် တမချန်းစာမှာဖော်ပြထားတဲ့ခရစ်တော်ရဲ့ပြည့်ညတ်တော်တို့ကိုနာခံဖို့နှလုံးသွင်းပြီးယုံကြည်သူကျွန်တော်တို့အတွက်ပြန်ကြွလာတော်မူမဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ကိုစောင့်နေလျက်အလိုတော်ကိုနေ့တိုင်းနာခံပြော့အသက်ရှင်ကြပါစို့အားလုံးပေါ်မှာဖခင်သခင်ကောင်းချီးပေးပါစေ။